စက်တလပိုင်းတလလုံးငွေဝင်ချမ်းစီမဲ့အစွမ်းထက်ရရာလေးတခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါရဲ့ဆရာတို့အခုဆိုရင်စက်တလပိုင်းဆိုတဲ့ကာလာလေးကိုရောက်ရှိလို့လာပါပြီအခုရောက်နေတဲ့စက်တလပိုင်းမှာငွေဝင်ချမ်းကျင်တယ်ငွေအလုံးအင်းဝင်ကျင်တယ်စီးပွားရေးတွေတိုးတက်အောင်မြင်ကျင်တယ်အလုတ်ကင်တွေအဆင်ပြေကျင်တယ်အယောင်းဝယ်တွေကောင်းကျင်တယ်နော်ကံမြင့်ကံကောင်းခြင်းနဲ့လက်ပွင့်လက်ရွှင်ခြင်းနဲ့ကိုဘာပဲလှုပ်လှုပ်အဆတ်ဆအရာရာအဆင်ပြေခြင်းနဲ့ဆိုရင် ဆရာအခုပြောပြသွားမယ့်ရေဒီယာလေးကိုဒါတေတေချာချာလေးဒါလိုက်လို့ပါယုံယုံကြည်ကြည်နဲ့ဒါလိုက်လို့ပါဒီရေဒီယာကိုပြုတ်လောက်ပြီးပြီဆိုတာနဲ့စက်တလပိုင်းတလလုံးငွေဝင်ကျမ်းပြီးတော့ငွေဝင်လာပါလိမ့်မယ်ဆိုတာကိုဆရာကအာမခံပါတယ်ဒီရေဒီယာလေးကိုဘယ်လိုပြုတ်လောက်အောင်လဲဆိုတာကိုဆရာတေချာလေးရှင်းပြပေးပါမယ်ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ထိကြည့်ပေးပါဒါမှဆရာပြောတဲ့စောင်းရန်ရှောင်းရန်တွေကိုသိရမှာဖြစ်ပါတယ် ခொနည်းရဲ့သားသမီးအားလုံးလည်းကျမ်းမာချမ်းသာကြပါစေ။ဆရာကတော့ဘီဒီရေရီယာဆရာထူးမြတ်အောင်ပဲဖြစ်ပါတယ်။ဒီနေ့ဆရာကူပြပြသွားမယ့်ရေရီယာကတော့၁၇လပိုင်းမှာ၁၇မီငိမ့်စေပြီးတော့ငွေဝင်ကျမ်းစေမယ့်ရေရီယာဖြစ်ပါတယ်။ဆရာအခုဆိုရင်၁၇လပိုင်းကနေ၁၀လပိုင်းဆိုတဲ့ကာလကိုဆရာပြိဿတ်တွေအကုန်လုံးကြော်ဖြတ်လာကြပြီဖြစ်ပါတယ်။ဒီ၁၇လပိုင်းမှာနေ၁၀လပိုင်းမှာရှိနေတဲ့အပူတော့ကတွေအားလုံးငိမ့်အေးစေပြီးတော့ 17လပိုင်းမှာ17မီးငိမ့်စေပြီးတော့စီးဝါတက်စေမဲ့ငွေဝင်ကျန်းစေမဲ့ရည်ရည်အိုဆရာအခုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီရည်ရည်အိုနော်ဆရာတို့လုတ်ပြီးပြီဆိုတာနဲ့အခုလာမဲ့17လပိုင်းမှာငွေဝင်ကျန်းလာလိမ့်မယ်17မီးငိမ့်လာလိမ့်မယ်ကို့မှာရှိတဲ့အပူတော့ကတွေငိမ့်အေးသွားလိမ့်မယ်အခက်ခဲတွေမှန်သမျှပြည်လည်သွားလိမ့်မယ်ကို့ဘာပဲလုတ်လို့အောင်မြင်တိုးတက်ပြီးတော့အဆင်ပြေသွားလိမ့်မယ်ဆိုတာကိုဆရာကအာမခံပါတယ်နော်အဲ့ဒါကြောင့်လို့ဒီရည်ရည်လေးကို ဘလို့ပြုလို့အောင်လဲဆိုတာကိုတေချာလေးရှင်းပြပေးမယ်။တရားလေးကိုဒီဗီဒီယိုတွေ့ရနေရနေစပြီးတော့ဆရာတို့စလုပ်လို့ရပါတယ်။မနက်9:00နာရီကနေမနက်7:00နာရီခွဲတွင်ကိုပြုလုပ်ရမှာဖြစ်ပါတယ်။နော်ဆရာတို့ပြုလုပ်ရမယ့်အချိန်ကတော့မနက်9:00နာရီကနေမနက်7:00နာရီခွဲကိုပြုလုပ်မယ်။နော်ဆရာတို့နေတိုင်းပြုလုပ်ဆရာမလိုပါဘူး။တရက်သေးပဲပြုလုပ်ရမှာဖြစ်ပါတယ်။ဒီဗီဒီယိုတွေ့ရနေရနေစပြီးတော့စပြီးတော့လုပ်လို့ရပါတယ်။ဘလို့လုပ်ရမလဲဆိုရင်ဆရာတို့ coffee နော်ဆရာတို့ခွက်တွေအများကြီးမပြထားတော့ပါဘူး။ coffee 7ခွက် ကတ်ရမှာဖြစ်ပါတယ်။ coffee စက်တက်ခွက်ဆိုတာတော့ဆိုတော့เนาะ coffee စက်တက်ခွက်ဆိုတာတော့စက်တလပိုင်းမှာ7မီငိမ့်ပြီးတော့စီဝါတက်ပြီးငွေဝင်အောင်လို့เนาะဆရာတို့ coffee စက်တက်ခွက်ကတ်ရမှာဖြစ်ပါတယ်။ဖန်ခွက်မရှိတဲ့သူတွေကတော့တစ်ခါသုံးခွက်နဲ့ကတ်လို့ရပါတယ်။တကယ်လို့ coffee စက်တက်ခွက်ကိုကတ်ပြီးသွားပြီဆိုရင်စွန့်တဲ့ချိန်ကျရင်ဆရာတို့เนาะဒီကိုကိုနားမှာရှိတဲ့သူတွေကိုတိုက်လို့ရပါတယ်เนาะဒါပေမဲ့ဖះเจ้าဆောင်ကိုတန်ရှင်းရေးလောက်တာမျိုးတွေ နော်ဖျားကြောင်းဆောင်ရေကတ်တာမျိုးတွေအစွန်းကတ်တာမျိုးတွေလုတ်ပြီးတော့မှဒီ coffee ကွက်ကိုစွန့်မှာစွန့်ပြီးတော့မှဆရာတို့နော်တခြားလူတွေကိုဆရာတို့ပြန်ပြီးတော့ဒီ coffee ကိုတိုက်လို့ရပါတယ်နော်မတိုက်ချင်ဘူးဆိုရင်လည်းရပါတယ်နော်အဲ့တော့ coffee စက်တက်ခွက်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လို့မယ်ပြီးရင်ဖျောင်းနိုင်ရစက်တက်တိုင် ဖြည့်ရပါမယ်ဆရာဒီမှာတော့ဒတိုင်းပဲပြထားပါမယ်စက်တက်တိုင်ဆိုအများကြီးဖြစ်နေမှာဆိုလို့ကဖျောင်းနိုင်စက်တက်တိုင်ကိုစက်တက်တိုင်လုံးကိုညာဘက်လက်နဲ့ကင်မယ်တန်မုတ်တွေကာတာကိုးကောက်ရွတ်မယ်ပြီးရင်ဘဲစက်တက်ဖျောင်းနိုင်စက်တက်တိုင်ကိုဘဲဘက်လက်နဲ့ပြန်ကင်မယ် ပြီး24ပစ္စည်းအကျင့်ကို17တိုင်ရွတ်မယ်နော်17ခေါက်ရွတ်မယ်ရွတ်ပြီးပြီဆိုရတဲ့ဆရာတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစီမီကတ်လူရမှာဖြစ်ပါတယ်နော်ဒီလိုလုံးလိုက်ခြင်းအားဖြင့်နော်ကိုယ်မှာရှိတဲ့အပူတော့ကတွေငိမ့်အေးစေတယ်17လပိုင်းတစ်လလုံးငွေဝင်ကျန်းစေတယ်နော်ကော်ဖီ17ခွက်စီးပွားတက်ဆိုတဲ့အတိုင်းပဲ17လပိုင်းမှာ17မီငိမ့်စေပြီးတော့နော်17လီ17လီနော်ဆရာတို့နော်ငွေကိုနော်တသိန်း17သိန်းသိန်း100သိန်း1000နော်သိန်းတစ်တောင်စသည်ဖြင့်ကိုယ့်စီကိုဝင်စေတဲ့ထီရီချဲတွေပေါက်စီပါတယ် တော့စူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို17လပိုင်းမှာစတမီငိမ့်ပြီးတော့မှငွေဝင်စေမဲ့ coffee စက်တက်ခွက်စီမီစက်တက်တိုင်ကိုကတ်လူပူတော်ပါတယ်ကတ်လူရသောစေတနာတရားတရားမြစ်တာအချိုးများကြောင့်တပည့်တော်စီနော်ဒီရရားကိုပြုတ်လုတဲ့အချိန်အားနေစပြီးစက်တက်လာပိုင်းမှာစတမီငိမ့်ပါစေနော်ငွေဝင်ချမ်းပါစေငွေတလဟောဝင်ပါစေဒီထက်မကလူနိုင်တန်းနိုင်ပြရစေဒီထက်မကသာသနာပြုနိုင်ပြရစေဆိုပြီးဆရာတို့ဆူတောင်းမယ်ဆူတောင်းပြီးပြီဆိုတော့လည်းဆရာတို့ဒီရရားလေးပြုတ်လုလို့ပြီးပါပြီဒီရရားပြုတ်လုမယ်ဆိုရင် เนาะဆရာတို့ဒီဗီဒီယိုလေးကို share ထားပေးပါမိမိရဲ့တငယ်ချင်းတွေမိဆွေတွေဆွေမျိုးတွေကိုမိသားစုတွေကိုလည်းဒီရည်ရာလေးကိုပြန်လည်မျှဝေပေးပါကုသိုလ်ပြုရည်ရာကိုပြန်လည်မျှဝေပေးတယ်ဆိုတာကုသိုလ်လည်းရစေတယ်ငွေလည်းဝင်စေတယ်ကိုယ့်ရဲ့လိုအင်စင်တာတွေလည်းပြည့်ဝစေပါတယ်အဲ့တော့ဆရာတို့ဒီရည်ရာပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကို share ပြီးတော့မှဒီရည်ရာလေးကိုပြုလုပ်ဆောင်ရွက်ပေးဖို့ဆရာပြောချင်ပါတယ်เนาะ comment မှာလည်းမိမိရဲ့နေ့နံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုစက်တမီငိမ့်စေတဲ့เนาะစူတောင်းမှုလေးတွေဆရာတယောက်ချင်းစီတိုင်းကိုပြုလုပ်ပေးမှာဖြစ်ပါတယ် နော်ပြီးတော့စီတဲ့ဆရာအရန်ရေးကြီးရလေးတခုပြောချင်ပါတယ်အဲ့ဒါတော့ဆရာစီမှာ၁၇လပိုင်းတလလုံးငွေဝင်ကျန်းစီတဲ့နော်ငွေ၁၇မီရွှေ၁၇မီဆိုတဲ့ရရရာကိုလာအပ်လို့ရပါပြီ၁၇လပိုင်းမှာ၁၇မီငိမ့်ညင်တဲ့နော်ရွှေတွေငွေတွေဝင်ညင်တဲ့ငွေဝင်ကျန်းညင်တဲ့ငွေတလဟောဝင်ညင်တဲ့အလောက်တိုင်းနေအစဉ်ပြေညင်တဲ့စီးပွားရေးတွေအောင်မြင်တိုးတက်ခြင်းနဲ့ဆိုရင်ဆရာစီမှာရွှေ၁၇မီငွေ၁၇မီဆိုတဲ့အစွမ်းထက်ရရရာကိုလာအပ်လို့ရပါပြီရရရာအပ်ခြင်းနဲ့ဆိုရင်တော့ ဗိုင်ဘာတို့မက်ဆေ့ချာတို့မာဆီယာနဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးတော့ရေဒီယာအဲ့လိုရပါတယ်ဆီယာစီမှာ၁၇လပိုင်းအတွက်အခြေရေးအိမ်ဆောင်ရေးစီးဝါရေးလူမှုရေးပညာရေးကျန်းမာရေးစမ်းပွင့်လက်ပွင့်မျက်နှာပွင့်ဖို့ငွေဝင်ကျန်းဖို့ထီချဲပေါက်ဖို့အယောင်းဝယ်ကောင်းဖို့အကျွေးတွေကြေဖို့အကျွေးတွေပြန်ရဖို့အတွက်ရေဒီယာအစီအမံတွေကို၁၇လပိုင်းအတွက်ဆီယာစတင်လက်ခံပေးနေပြီဖြစ်ပါတယ်ဗိုင်ဘာမက်ဆေ့ချာ Telegram မှာလာပြီးတော့အဲ့လိုရပါတယ်ယုံယုံကြည်ကြည်နဲ့သာလာအပ်ပါ ဆရာအဆင်ပြေအောင်လို့လုပ်ပေးမှာဖြစ်ပါတယ်နော်ပြီးတော့ဆရာစီမှာဘေးရင်မေးလို့ရတယ်ဇာတာဆစ်လို့ရတယ်တဲတော်မေးလို့ရပါတယ်နော်ပြီးတော့ဆရာစီမှာအစွမ်းထက်ဝေဝင်ဝေဝင်ပီရအဆောင်ရေမွေးကိုလည်းဆရာတို့၁၇လပိုင်းတူဝယ်ပြီးတော့တုံးလို့ရပါပြီဆရာတို့ဆရာရဲ့ Viber Messenger မှာလာဝယ်လို့ရပါတယ်ဆရာရဲ့ဖုန်းနံပါတ်လေးကတော့6603391ဖြစ်ပါတယ်အဲ့တော့ဆရာပြိဿတ်တွေဆရာပြိဿတ်9ရဲ့ဒါသပီအားလုံး၁၇လပိုင်းမှာငွေဝင်ကျမ်းပြီးတော့၁၇မီငိမ့်ကြပါစေလို့ဆရာထူးမြတ်ကနေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်